ကျွန်တော်ဝင်ကြတယ်2021ခုနှစ်အာနာထိန်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့အာနိုင်ငံရေးလေးလာသုံးသက်သူဖြစ်ပေါ့နော်ပြောခဲ့တယ်မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2025ခုနှစ်ကျွန်လာတဲ့ကိုရောက်ပြီပေါ့ဒီချိန်ကြီးကိုယ်စားကြီးခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေးကျွန်တော်မှဖြေစရာစကားတစ်ခွန်းပဲရှိတယ်ဒီနေ့ဒီချိန်အထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်ထဘုဒ္ဓသမင်နဲ့လည်းကျွန်တော်ပြောပါရဲကိုဆောင်ကားရဲ့ နည်းနည်းပါးပါးတော့ရိုက်ရမှာတော့ပဲဟောရိုက်ပေါ့ရိုက်ပေါ့ဆိုအေးပေါ့ရိုက်ရမှာဆိုလည်းရိုက်ပေါ့ဟိုအဲ့လိုပဲပြောရတာပေါ့လေဆိုတော့ကျွန်တော်လည်းကျွန်တော်နဲ့ပါလာတဲ့ဒီခေါင်းဆောင်တွေပေါ့ဗျာအပတ်ရှင်တစ်ဆိုတာကတော့ leadership role မှာရှိကြတာဟိုတိုင်းကလည်းဒီ level တီးတီးရဲ့ခေါင်းဆောင်တွေပါလေပုံတော့ကတို့ကျွန်တော်ပြောရတာပေါ့လေအဲ့ဒီရိုက်ပေလို့ပြောတယ်ဒါတို့ကလည်းနည်းအေးရိုက်ရိုက်ရိုက်လို့ရပါရိုက်ပေါ့လေကဲအခု ਨੇ တိုင်းမှာစစ်မှုထမ်းခြင်းဆိုပြီးတော့ ပြည်သူတွေဟာကိုယ့်ရဲ့မရှိမရှိမဲ့ထွေးနှဲစာတွေကနေပေးနေကြရတယ်မလားဒါဟာနိုင်ငံတော်ပုံကံမှုကျူးလွန်ထားတဲ့ကောင်ဝင်လက်အောက်ကကောင်ပြီးဓမြတိုက်နေတာလူတစုကလက်နက်နဲ့လက်နက်တွေကင်ပြီးအိမ်တွေရောက်လာမယ်ပတ်စံကိုတောင်းမယ်ဘာလို့လာခေါ်လဲဓမြတိုက်တာခေါ်တယ်ဟုတ်တယ်နော်အဲ့ကလူကိုဖမ်းသွားမယ်ငွေနဲ့လာရွေးခိုင်းမယ်ဘာလို့လာခေါ်လဲပြန်သေးဆွဲတာခေါ်တယ်ဟုတ်တယ်နော်အခုလက်ရှိမင်းအောင်နိုင်အောက်မှာအမှုထမ်းနေကြပါလို့ဆိုတော့အဲ့ဒီစစ်သားတွေရဲတွေဟာအဲ့ဒီအတိုင်းလုပ်တာမဟုတ်ဘူးလားဓမြတိုက်တယ်ပြန်သေးဆွဲတယ်စစ်မှုထမ်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဓမြတိုက်ခွင့်ရနေတယ်ပြန်သေးဆွဲခွင့်ရနေတယ် အခုစစ်တပ်ကိုအမာခံထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုတိုင်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘာပြောရလဲမသိပါဘူး။တိုင်းစစ်မှုထမ်းကြီးဘာကြီးညာကြီးတွေကောက်တုံးကနော်ကောက်တုံးနဲ့ကောက်ဆဲပဲပြောပြမိတယ်လည်းမရှိဘူးဖြစ်နေတယ်မဥပင်ခရိုင်နဲ့တပုတ်ရွာစိတ်ဖြူကြေးရွာတွေမှာလည်းပတ်စံနေကောက်နေတယ်ပတ်စံနေကောက်တာနဲ့ပတ်သက်ပြီးတော့ကဲဥမင်းအောင်လာရေခင်ဗျားတို့ကလည်းခင်ဗျားတို့ပဲနော်ပို့လို့ကိုမလို့ဘူးခမသွားပြီးတော့နေပြည်တော်မှာပလီဆောက်ဖို့လို့နော်ပြီးရင်ဟိုနေရာမှာပွဲတက်ဖို့လို့ဒီနေရာမှာပွဲတက်ဖို့တော့အလုပ်ရှိတယ်တကယ်တကယ်တမ်းညီညီမှာတကယ်တမ်းဖြစ်နေတဲ့ဒီစစ်မှုတန်းကြီးနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကငတ်နေငတ်ရတဲ့ကြားတဲ့ပေးနေရတယ်အဲ့တော့မင်းပြင်းမင်းတန်ပြန်ခံရတဲ့ပုံစံမျိုးတွေဖြစ်တယ်မင်းပြင်းမင်းတန်ခံရတဲ့ နေပြီးတော့မှဗလီစောက်ဖို့ဆိုတော့အမျိုးပါတာတာဒနာဓမ္မတွေဘာမှမပြောတော့ဘူးလားဟမ်မတည်ဘူးလေဟိုငယ်ကတွက်တူပြည်သူတွေအေးစဲအောင်နေနေနေမြေတွေမှာသွားပြီးတော့ဗလီတွေသွားပြည်တနာရှာနေနေပြီးတော့မင်းအောင်လေဗလီစောက်ဖို့တော့မှသွားပြည်တနာရှာလေဘာဖြစ်လို့မရှာရကြတော့လားဟမ်အမျိုးကြတော့ဆန္ဒပြမှလူဘလူမှမရှိတော့ဘူးပေါ့သူတို့သူတို့ပြည်တနာရှာတဲ့ဗလီရာနဲ့ကွက်ပြီးဗလီဗလီရင်းသူလူတော့မျက်နှာချင်းမတူဘူးနော်ပုံစံမျိုးတွေဖြစ်နေအဲ့တော့ကျွန်တော်ဘာလုပ်မှမလုပ်တော့ဘူးလားကျွန်တော်မင်းအောင်ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေတော်တော်စူးစူးနေပါပြီနော်အဲ့တော့သွားပြောလိုက်ရင်လည်းအုပ်ချုပ်ရေးမှုတွေက အုတ်ချုပ်ရေးမှုတွေကမကြောက်ဘူးဗျာသူတို့ကဘယ်ကြောက်ပါမလဲဒါဒီကိစ္စကြီးအခုတော့ဒီညွန့်နယ်မဆဖားလေးအကုန်လုံးကလည်းပါဝင်ပတ်တန်နေတာဟုတ်ပတ်တန်တဲ့ခါကျမြို့ကောက်ဖမ်းရမ်းဖမ်းကြည့်လေစာရဖားတော့မကတ်မရဲတဲ့ပုံစံလေးတွေစာရဖားဆိုတာလည်းပုံစံလေးပြောရရင်ဟိုတနေ့ကဒီဝမ်ဝမ်ဂိတ်ကိစ္စဆိုလို့ရှိရင်လည်းကျွန်တော်တို့နှစ်ဖက်ကြည့်ရတဲ့ခါမှာတော့အဲစာရဖားကဝမ်ဝမ်ဂိတ်ကိုဖျက်ဖို့တပြေကပစ္စည်းတွေဝင်တယ်ဝင်တဲ့ခါမှာမောက်ခိုးပစ္စည်းတွေတိုက်ချက်ဖို့အတွက်ဆိုပြီးတော့ရဲတွေကစိုက်ကြတွေကိုဖမ်းတယ်ကားတွေကိုဖမ်းတယ်အိတ်ဆွေးတွေဖျက်တဲ့ခါကျဘလို့မှဖမ်းသူတို့ဖျက်လို့မရဖျက်လို့မရတဲ့ခါမှာစာရဖားတွေကအဲ့ဒီစာရဖားတချို့ပေါ့နော်တချို့ကစိုက်ကြတဲ့ဖျက်ဖျက်တဲ့ရဲတွေကဂရုမစိုက်ဖမ်းတယ်ဖမ်းတဲ့ခါကျတော့အဲ့နှစ်ဖက်ပြဿနာတွေဖြစ်နေတယ် ကျောင်းနိုင်ငံရဲ့အရေးအားတော်တော်ရှုပ်ထွေးပါတယ်တော်ရှုပ်ထွေးပါတယ်နော်အားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချိန်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြပြင်တဲ့နေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်။ဘာလဲလဲ။စစ်မှုန်တန်းချေပေးရတာမဟုတ်ဘူးတဲ့တရားလုံးပိုက်ဆံကောက်ပြီးတော့လူငှားရတာပါတိမ့်တိမ့်တိမ့်30လောက်ငှားရတာပါရဲနိုင်လင်းကပြောရနော်။နှစ်ဖက်ကြည့်ရအောင်ပုံစံဖြစ်နေ။အုတ်ချုပ်ရေးမှုကကြောက်မလားတဲ့ဝေစားများစွာလုတ်ပိုင်ဖွင့်ပေးထားတာကိုတဲ့။အဲ့တော့ အဲတချို့နေရာတွေမှာတော်တော်စိုးနေရနော်ဝေးချေးကောက်တဲ့ပုံစံကလေဟုတ်ပါလားတချို့တည်းနယ်မြေတွေမှာအခုတာကုံမောင်လိုက်ထဲမှာအမှဝင်လာပြောသွားသလိုတကယ်ပဲအဲ့လောက်ထိစိုးနေကြတယ်စိုးနေတဲ့နယ်တွေရှိရင်လာပါအဓိကဟိုနယ်မြေတစ်ခုမှာအခုအုတ်ကြီးနေတဲ့ပတ်သက်လို့ကျွန်တော်သတင်းပေးလာတာရှိတယ်နံပါတ်1ကျွန်တော်တို့ကတည်ပေးတဲ့လူကိုလုံခြုံရေးကထိန်ချန်ထားမှဆိုရင်လုံးဝထိန်ချန်ပေးမယ်ဒါပေမဲ့လို့ကျွန်တော်တို့ပေးတဲ့တည်င်းက မှန်ကန်မှုရှိဖို့လိုတယ်နောက်ဆုံးအဲ့ဒီအုတ်ကြီးအကြောင်းပြောမယ်ဆိုအဲ့ဒီအုတ်ကြီးရဲ့ဖုံးတဲ့ဘက်မှာကျွန်တော်တို့ယူရမှာကျွန်တော်တို့ကသတင်းလာပေးတဲ့လူရဲ့အတန်တကူတည်းပြပဘူးအဲ့ဒီအုတ်ကြီးကိုလည်းကျွန်တော်ဖုံးစိန်ပေးကြည့်မှာဒါပေမဲ့သတင်းလာပေးတဲ့လူရဲ့လုံခြုံရေးကိုတော့စိတ်ချကျွန်တော်တို့အာမခံတချို့တွေကျတော့သတင်းလာပေးတဲ့ဟိုတောင်းဝင်လွတ်လာပေးတာပေါ့ဗျာပြောနေတဲ့အကြောင်းအရာကိုလာပြောလိုက်တယ်ဒီလူလာပြောတာကိုမှန်တယ်လို့ကျွန်တော်ကဘယ်လောက်တက်ပတ်ကမှာဟုတ်တယ်မလားဘာကြောင့်မလို့လာပြောတဲ့လူတိုင်းကိုကျွန်တော်မပြောပေးဘူးဆိုတော့အဲ့ဒါတောင်းဝင်မှုတောင်းဝင်မှုရှိပါတယ်ကျွန်တော်တို့ဘက်ကလည်းလာသတင်းပေးရဲ့လုံခြုံရေးကိုအာမခံရမှာ တရင်ပထမကလည်းလာပေးမဲ့လူကလည်းကျွန်တော်တို့ပေးတဲ့တရင်ကတိကျတေချာဖို့လိုတယ် data အချက်လက်မှန်ကန်ဖို့လိုတယ်ဒါတွေကိုအားလုံးနားလည်မယ်ထင်ပါဒါကြောင့်မလို့အုတ်ကြီးနဲ့ပတ်သက်တဲ့တရင်တွေကိုပေးမယ်ဆိုရင်အချက်လက်ပြည့်ပြည့်စုံစုံလေးပေးပါနော်အိုဘလိုဖော်မယ်ဆိုတော့ရဲကဆွဲတယ်ရဲကဆွဲပြီးတော့ရဲကဟိုမှုဒီမှုနဲ့ဆွဲရတဲ့သူတွေကိုစစ်တပ်ကိုပို့တယ်စစ်တပ်ကိုပို့တော့ကျွန်တော်ပြောခဲ့ပြီလေ330 330ကစစ်တပ်ရဲအောင်350ဖြစ်တာ350ကနေပြီးတော့ထွေးဥစည်းအောင်350ဖြစ်သွားပြီ350ကိုရတိကပြန်ဝယ်ရခါမှာ380ဖြစ်သွားပြီအဲ့တော့ ဒီလိုမျိုးလှုပ်ရှားတဲ့ခါကျတော့ဘယ်သူကညဝင်းရှုပ်ရဲမလဲဗျာ။နော်ဘယ်သူကလည်းပြောရဲမလဲ။ပြောတဲ့သူတွေအလုံးကလည်းအမစစ်တဲ့ဝင်ကြလား။အာစစ်တဲ့ဖန်ထိတ်လိုက်လို့မျိုးပါကောင်းမှန်းနေကောင်း။အဲ့အပုံစံလေးတွေလုံးနေတာ။အမှန်ပဲ။နော်အကုန်မောင်ပြောတာတွေအမှန်ပဲ။လက်ရှိနေဒီတိုင်းမှာပြည်သူတွေကကုံစင်းနှုံးတွေကလေးစားတော့မြင့်တက်တယ်။အလုတ်အကင်တွေကရှားပါလာတယ်။တွင်းကုံတွေအကုန်ပိတ်ထားတယ်။ကုံစီတွေရှားပါလာတယ်။စာဝတ်နေရေးဘဝရည်ရည်မှုတော့ခက်ခဲတဲ့အချိန်မှာဘာဖြစ်လာလဲစစ်မှုထမ်းခြင်းဆိုပြီးတော့ပတ်စံတွေကောက်ကြတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့နိုင်ငံသားတွေရတယ်လေ။တကယ်တော့အဲ့လိုဟာမျိုးတွေနဲ့ပဲတန်တဲ့လူကန်းစားကတတ်တတ်ရှိတယ်ဗျာ။ အခုအဲ့ဒီစစ်မှုထမ်းခြင်းနေရာမှာပြည်သူအစိုးရတရရက်ကနိုင်ငံအတွက်ဆိုပြီးတော့ကောက်ကြည့်အဲ့ဒီစစ်မှုထမ်းထဲ့နေတဲ့လူတွေဘာပြောမလဲကျွန်တော်ပြောတာအဲ့ဒါဒုနိုင်ငံသားတွေရတယ်လေတချို့တည်းလူကစိတ်အောင်ထုံရင်းနဲ့တန်တဲ့လူလန်းစားတတ်တတ်ကိုရှိတယ်နော်ဖဲ့အောင်ဒါလို့ဒါကိုင်ခံမပြောနဲ့ပါပိတ်ရလိုက်မယ်ဆိုရင်အဲ့ဒီအဲ့ဒီဟာမျိုးနဲ့တန်တဲ့လူလန်းစားတတ်တတ်ရှိတယ်အခုစစ်မှုထမ်းဥပဒေမရှိရှိတာခြာခြံပြီးထဲ့နေရတယ်နော်အတန်တွေ့လည်းမထွက်ရကြဘူးကြောက်ကြတာတအားကြောက်တယ်ကျွန်တော်ပြောသလိုအဲ့ဒီစစ်မှုထမ်းခြင်းရဲ့တဝက်ဘက်က ်နော်တည်သူအစိုးရတရက်တရက်ကနော်နိုင်ငံတိုးတက်ဖို့အတွက်နိုင်ငံတည်ဆောက်ဖို့အတွက်နော်ဘတ်ဂျက်လိုလေအဲ့ဒီအတွက်ပြည်သူတွေကြီးကတလားတကဘလောက်ကောက်မယ်လို့ပြောကြည့်လက်ခံလားနော်အဲ့တော့အောက်တန်းစားတွေညားတဲ့အတိုင်းပြီးမှာအောက်တန်းစားကြီးတက်အုပ်ချုပ်ပြီးလုပ်တာမထူးဆန်းတော့ဘူးဗျာရှင်းရှင်းလေးပဲအဲ့ဒါနော်အဲ့တော့ပို့ပို့အောက်တန်းစားတွေမပါရင်ဒီလိုအောက်တန်းစားကြီးတွေအုပ်ချုပ်တာကိုလွတ်အောင်ယူကြဒါပဲအနေပြည်တော်ကပေါ့နော်အနေပြည်တော်ကသူဆိုလို့ရှိရင်လေအချို့ဆိုရင်အုပ်ချုပ်ရင်းမှုတွေပေါ့ အစားဆိုင်ကတက်စီမောင်းနေအခုဆိုရင်တိုက်ခံအိမ်ထဲမှာလည်းနေနိုင်ပြီဒီလိုပုံစံမျိုးတွေဖြစ်ဟုတ်တယ်တော့ဒါကိုမောင်ပြောတာအမှန်တော့အုတ်ကြီးကဘာမှမရှိတဲ့ဂျယ်လီဘီကောင်ရက်ွက်ထဲဘလူးမအောက်ချောက်ရေးမလုံမလုံပဲနဲ့လုံးတဲ့လုံးမဲ့လူမရှိလို့ဘာလို့ဆိုတော့တိတဲ့လူကမလုံနေဒီကလာမှာမလုံတော့အဲ့လိုတေဘလူးနေဘလူးဂျယ်လီဘီကောင်ဝင်လို့ပေါ့ဝင်လို့ရင်းနဲ့စားလို့ကစားဆုတ်ပြတ်နေတဲ့ကောင်အခုတနေ့တနေ့တွင်မှာတိုက်တဲ့ကားတွေဖြစ်တဲ့အုတ်ကြီးတဘုံကြီးဟမ်အဲ့ဒါတွေကအကောင်လုံးကမင်းတို့နေရာသွင်းမှုတွေနော်မင်းတို့စားတာနဲ့ငွေတွေအကောင်လုံးရာသွင်းမှုတွေတော်နိုင်ပြီးနေနေအဲ့မင်းတို့အုတ်ကြီးတွေကျွန်တော်တို့အမေရလောက်ကပါလားမလုံနဲ့မင်းတို့ကအကောင်အခုတွဲလိုက်မှာ အုပ်ကြီးတွေကြီးပွားနေကြပြီအဲ့တော့စစ်မှုထမ်းခြင်းနဲ့ပတ်သက်စစ်မှုထမ်းခြင်းပကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြောတဲ့ခါမှာလည်းအဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့စစ်တပ်အပိထောက်ခံတော့အုပ်စုတွေပေါ့တို့တို့မြင်တာတို့ပြောတာပေါ့လေဒါအုပ်ကြီးတွေအုပ်ကြီးတွေပဲထိုးထိုးမချတဲ့အုပ်ကြီးတွေဆိုတာပုံမှန်နေပြောလူမိုက်ငားခံရတဲ့လူလေးကြီးပဲနော်တို့ကလည်းခင်မကောင်းတဲ့အချိန်မှာအချိန်လေးကောင်းဖို့စားရည်စားဝတ်နေရတဲ့အတွက်ဟလာဘာလို့ဖြစ်ဖြစ်စေတနာပါလို့တော်လည်းကောင်းပိုက်ဆံလေးရလို့တော်လည်းကောင်းလုပ်လုပ်ကြလိမ့်မယ်ဒါပေမဲ့အုပ်ကြီးတစ်ခုတည်းကိုကျွန်တော်တို့ကသွားပြီးတော့လည်းညှို့ထိုးလို့မရဘူးကျွန်တော်ပြောသလိုပေါ့စတကရဲကဖန်တယ်စစ်တပ်ကိုပေးတယ်စစ်တပ်ကအထွေအုပ်ကိုပေးတယ်ထွေအုပ်ကနေပြီးတော့ တခါလေဒီရက်ကြီးတွေကိုပြန်ဝယ်ခိုင်းတယ်အဲ့တော့နောက်ဆုံးပြီးတော့ပူလာလေးပဲအုပ်ကြီးတွေဆားရတာဘာလို့ဘယ်ချိန်မှဆားရလဲဆိုတဲ့ခါကျတော့ရက်ွက်ထဲမှာကျွန်တော်တို့စစ်မှုထမ်းကျောင်းဝင်တဲ့သူတွေတောက်တယ်ကျောင်းဝင်တဲ့သူတွေကအကျောင်းဝင်တဲ့ဟာလေးတော့သူတို့စားပုံရပါတယ်ကျွန်တော်ကြည့်ရတာနော်ကဲဒါကတော့စစ်မှုထမ်းဓမြတိုက်မှုနဲ့ပတ်သက်လို့စစ်တပ်ကိုတကယ်လို့အမှန်ကန်ထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုယ်တိုင်ပြောရတာပါအဲ့တော့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေနော်နိုင်ငံခြားလူတွေဆိုလို့ရှိရင်လည်းကိုမြန်မာပြည်မှာရှိတဲ့ဆွေမျိုးသားတွေရှိတဲ့ဘယ်ရွာဘယ်ဒေသတွေမှာဘလို့စစ်မှုထမ်းကြီးတွေကောက်တယ်ဆိုတာကိုကွန်မန့်တွေမှတ်လို့ရတယ် အကယ်၍ကိုကမှတ်မှတ်ပြီးတော့ကိုယ့်လုံခြုံရေးရလာမမှတ်နိုင်လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ messenger တွေကနေဆက်သွယ်ရတယ်ဆက်သွယ်ခြင်းရင်ကျွန်တော်တို့ကိုဒီစစ်မှုထမ်းခြင်းနဲ့ပတ်သက်လို့အောက်ကြီးတွေမတရားလောက်တာကိုဆက်သွယ်ပြီးတော့ဒီကနေ speaker လောက်ခိုင်းစေခြင်းရင်နံပါတ်1เนาะတိုင်းခရိုင်ကျေးရွာမြို့နယ်ရက်ရွာเนาะအတိအကျကျွန်တော်တို့ပေးရမယ်နံပါတ်2အောက်ကြီးရဲ့နာမည်အောက်ကြီးရဲ့ပုံပေးရမယ်အောက်ကြီးရဲ့ဖုန်းနံပါတ်ပေးရမယ်ပြီးလို့ရှိရင်အဲ့ဒီအောက်ကြီးအဲ့ဒီ data မှာ ျူးလွန်နေတဲ့ပြစ်မှုတွေကိုတိတိကျကျဘာတွေဘာတွေဘာတွေလုပ်တယ်ဖြစ်နိုင်ဒီနေ့ရက်နဲ့အတိအကျသိပို့ကောင်းပါလေအဲ့ဒါတွေပေးရမယ်เนาะအဲ့ဒီတုံးချက်ကိုအ ਨੇ ဆုံးပေးပါအဲ့ဒါမှကျွန်တော်တို့ကအယုံဆုံးဒီဟာကိုဟုတ်မဟုတ်စီစစ်မယ်ဟုတ်တယ်လို့အတိအကျရတာနဲ့ကျွန်တော်အဲ့ဒီဖုန်းနံပါတ်နဲ့အုတ်ကြီးကြီးကအဲ့အုတ်ကြီးကိုဖုန်းဆက်မယ်เนาะသူကြီးကပြန်ပြောတဲ့စကားကိုလည်းကျွန်တော်လက်ခံယူထားမယ်ပြီးရင်ဒီနှစ်ခုပေါင်းဆက်ပြီးတီတူကိုကျွန်တော်ချပြမယ်ဒါကြောင့်မလို့လာပြောမဲ့သူဟာ ကိုယ့်ရဲ့လုံခြုံရေးကကျွန်တော်လုံခြုံရေးကထိမ်ဝဲပေးထားပါဆိုအတန်တော်လကောင်းရုပ်လိုလကောင်းကျွန်တော်လုံးဝမပြပါဘူးနော်စိတ်ချပါမပူပါနဲ့အဲ့တော့ကျွန်တော်တို့ကစောက်ဆိုင်ရမယ်စီးရှိပါတယ်ဒါပေမဲ့အရှိမကျွန်တော်ပြောသလိုအဲ့ဒီအချက်လက်တွေတော့ပြည့်ပြည့်စုံပေးပါအာကျွန်တော်တို့ဘယ်ရွာအုပ်ကြီးလေးစစ်မှုထမ်းကြီးကဘယ်လိုတောင်းရနေလဲဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့လာမလုပ်ပါနဲ့နော်အဲ့တော့အခုလက်ရှိနယ်မြေတိုင်းမှာစစ်မှုထမ်းတပ်သားတက်ကအင်အား6000တောင်းောက်ရပြီကြားတယ်အပတ်စဉ်20ထိရောက်ပြီကြားတယ်ဆိုတော့အင်အား6000တောင်းဆိုတဲ့အာတောင်းတောင်းစစ်ပွဲကြီးတစ်ခုကိုဆင်နွှဲနိုင်တဲ့အင်အားပါနော်အဲ့ဒီအင်အား6000တောင်းတွေက တာမန်တီသူအချိန်လုံးကလုံးဝစစ်တပ်ကိုအာမပေးဘူးမနှုတ်ဘူးဆိုတဲ့လူတွေဒါပေမဲ့အထဲရောက်ရတဲ့အမိတ်နဲ့အာနာနဲ့မွေးစင်းတွေကျွေးပြီးတော့သူတို့နှုတ်လိုက်တဲ့အချိန်မှာလူစိတ်တွေပြောက်ပြီးတော့ကိုယ့်ရဲ့ဘဝလွတ်မြောက်မှုကိုဘာမှရုံးထွက်နိုင်တော့ဘူးနော်အဲ့တော့ကျွန်တော်တို့ဒီစစ်မှုထမ်းဥပဒေမထွက်ခင်တည်းကစစ်မှုထမ်းဥပဒေထွက်တော့မယ်နော်ပြည်သူကိုဒုက္ခပေးတော့မယ်အချိန်လုံးကပြန်ပြီးဟားတိုက်ခဲ့တဲ့လူတွေမင်းတို့ကစောက်ပြစ်ပဲပြောဖို့တတ်တယ်အဲရွှေတော်ဘီယာကြီးလူစီတဲ့အချိန်တကြမ်းမှလူစီနေတဲ့အချိန်နော်ကျွန်တော်ဒီဘက်ရောက်တွေကဒီစစ်မှုထမ်းဥပဒေနဲ့တိုင်းပြည်ကိုဒုက္ခပေးတော့မယ်နော်တတိပေးတဲ့အချိန်မှာ မင်းတို့တွေကမင်းတို့မပြောတိုင်းငါတို့ကိုစောင့်ကြည့်ပြောဖို့တတ်တယ်ဆိုပြီးပြောခဲ့တဲ့သူတွေအခုကျတော့စစ်မှုထမ်းဥပဒေနဲ့ပါပြီးသေတဲ့ကောင်ကသေပြီးနိုင်ငံခြားထွက်ပြေးတဲ့ကောင်ကထွက်ပြေးတယ်နော်ဒါကြည့်စစ်မှုထမ်းထဲမှာကျိတ်ပိတ်ပြီးတော့အန်ကျိတ်ခံတဲ့လူကခံနေတယ်အဲ့တော့နောက်ထပ်နောက်ထပ်အာနာရှင်တွေဆိုတော့သူတို့စိတ်တိုင်းကြတဲ့အချိန်ဆိုတော့ဘယ်တော့မှမရှိဘူးအာနာကိုတရရှိတဲ့အချိန်တက်ဖို့လုပ်တာရှင်းတယ်လေအဲ့လိုတက်ဖို့အဟာမှာနောက်ဆုံးမင်းတို့အခုရက်ပတ်ထဲမှာလောလောဆယ်ပတ်စံရှိတဲ့အတိုင်းဝိုင်းကတော့စစ်မှုထမ်းအတွက်ပတ်စံပေးပြီးတော့ငှားလိုက်နေလို့ရတယ်မင်းတို့ဘယ်လောက်ထိငှားလိုက်နိုင်မှာ မင်းအဲ့ဒီငားခဲလို့ရတဲ့လူကုံဝိုင်းအပေါ်ကမင်းရောက်နိုင်ရင်ထပ်ပြီးတော့အမိတ်ပေးနေမယ်စစ်မှုထမ်းစုဖို့မင်းတို့ပတ်စားငားခဲလို့ဆိုလို့ရတဲ့လူတွေငားခဲလို့ရအောင်မလားအတိလေးကိုအရေးရှိုံမြင်ကြပါဒါကြောင့်မလို့ကိုပါလောက်ကမှလည်းဆိုလို့တွေးကြပါစီးနှောင်းမှုညင်ညွတ်မှုမရှိလို့တကောင်ကြီးစီတကောင်ကြီးစီစွဲစားတာကိုခံနေရတာပါရန်သူကဘာမှအင်အားရှိတဲ့မဟုတ်တန်း40ကျော်50ကျော်ပြည်သူကဗျာနော်ဒီလက်ဆုပ်စာလူကိုမနိုင်ဘူးဆိုတော့စဉ်းစားကြည့်ပေါ့အခုဆိုကိုယ့်လက်ထဲမှာတဏှာလည်းရှိနေပြီနော်ဒရုန်းလည်းရှိနေပြီလက်လက်ကြီးလည်းရှိနေပြီမျိုးစုံရှိနေပြီ ဒါကိုဘာကြောက်เสียအကြောင်းရှိတယ်ဒါကြောင့်မလို့မှန်ကန်တဲ့တပ်တိတွေမွေးကြပါစီလုံးညီညွတ်မှုအားကောင်းတိစောက်ကြပါဒီတိုင်းသွားမယ်ဆိုရင်တော့ရန်လူကမင်းတို့ကိုအဲတကောင်ကြီးတကောင်ကြီးစီအမက်ခွေကြီးချွေမှာပဲနော်အဲ့တော့စစ်မှုထမ်းတပ်သားပစ်မစုခင်တော့ဘာပြောခဲ့နှစ်နှစ်ပြည့်ရင်ပြန်လုပ်ပေးမယ်စစ်တင်နာမတက်ကမှာဟုတ်တယ်နော်လော်ဘီတွေလည်းအတိုင်းပြောခဲ့တယ်နော်ဘောမှာလော်ဘီတွေအခုအဲ့ဒီကောင်ပါဆက်တွေအကုန်ပိတ်ဟမ်ဘာဘလို့ချောင်းဆို့ထားလို့လည်းတော့မသိဘူးစစ်မှုထမ်းကိစ္စနဲ့ပတ်သက်လို့နှစ်နှစ်ပဲတင်တဲ့တက်ကမှမင်းတို့ကဘာဖြစ်တာလဲလို့ပြောခဲ့တဲ့ကောင်တွေကောင်မတွေ ဘယ်မှာသွားပေးကုန်ပြီလဲမသိဘူးနဲပင်နဲ့ဆင်းလာတဲ့ရှင်နဲ့ရောက်ဟိုမှာမတာပေါ်တဲ့စစ်မှုထမ်းတပ်သားတွေဘယ်လောက်ဖြစ်နေပြီလဲမွေးစေဝါဆွဲနေတဲ့စစ်မှုထမ်းတပ်သားတွေဘယ်လောက်ဖြစ်ပြီလဲရှင်ထမ်းမှာယူတန်တော်ဖြစ်ပြီးတော့ရန်လူလက်ဖမ်းခံနေတဲ့တုံမှန်းပြောရတဲ့စစ်မှုထမ်းတပ်သားတွေဘယ်လောက်ဖြစ်ပြီလဲနော်တတိမွေးပြီးတော့လက်နဲ့ယူပြီးထွက်ပြေးပြီးတော့ပြည်သူထံအလင်းဝင်တဲ့ဒါအင်အားစုအတွက်ကတော့စိတ်အင်းရပြီကျန်တဲ့လူတွေအတွက်အဲ့ဒီလွန်ခဲ့တဲ့အကောင်တွေကောင်မတွေဘာတခုတောင်းနေယူလဲအခုစစ်တပ်ကိုမြှောက်ပေးနေတဲ့အကောင်တွေကောင်မတွေဘာတခုတောင်းနေယူလဲဟိုမှာသူများသားသမီးတွေဘဝတုံးနေပြီ ဟမ်နောက်ထပ်လည်းဘောကတုံးမဲ့လူတွေကိုထပ်ဆွဲအောင်မဲ့ဒီစစ်တပ်ကဘသူတွေအာမခံလဲဟမ်အဲ့တော့ပြည်တွင်းထဲကဘောမလေးဆိုတာလေကိုမေကိုလို့စင်လည်းရှိတယ်သူများမိသားစုဘောကပြက်ပြက်တာမပြက်တာသူတို့မသိဘူးသူတို့လုံလုံးဆယ်အနေချောင်ဖို့လောက်ပဲတတ်တယ်ကိုမေကိုလို့အောက်တန်းသားတွေအဲ့ပြည်တွင်းဘောမတွေကဒီကောင်တွေလောက်လောက်တိုင်းစီဟာဒါလို့စစ်မဲ့ရေးရဖြစ်တာဒီကောင်တွေလောက်လောက်ပြည်သူတွေတေရတာဒီကောင်တွေလောက်လောက်အဲ့ဒီအာနာယူတွေပြည်သူကိုဒုက္ခပေးခြင်းနဲ့ပေးတာအဲ့တော့အဓိကတေရခံကအဲ့ဒီ ်စစ်ကောင်းဆောင်တွေဘာလို့လို့အောက်ကနေပလွေဖုတ်ပေးနေတယ်အဲ့ဒီအောက်ကပြည်တွင်းရဲ့ဘောမအကောင်တွေကောင်မတွေကြောက်ပဲကျွန်တော်တို့ထိဆက်ကြမယ်ဆိုပြီးတော့အဲ့ဒီဒူခင်းနယ်လေးနဲ့အေးနယ်လေးအဆက်အသွယ်လုတ်ဖြစ်ကြတယ်ထင်ပါတယ်အဲ့ဒီဆက်တွေလုတ်ဖြစ်ကြပြီးတော့ okay ကိုဆောင်ကားတို့တို့နှစ်ခွေပေါင်းပြီးတော့ဘယ်ပိုင်းနေဘယ်လိုကူကြမလဲဆိုတော့လေသူတို့ချင်းချင်းလေးပြောတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့အဲ့ဒါမျိုးကနေမှလို့ရှင်နောက်ဆုံးပဲကျွန်တော်တို့ PPL ကဒီအေရဲ့ဒီစစ်တန်းနဲ့ယူမယ်ဆိုတော့ဖြစ်သွားတာပေါ့နော်သူတို့နှစ်ယောက်ကတော့အော်ဘယ်လိုတန်းနဲ့ယူမလဲကိုယ့်အကူရောရွေးရမှာ အဲ့ဒါမျိုးမေးပါပြီးတော့ကျွန်တော်စဉ်းစားတာကရခိုင်တက်တော်အရခတက်တော်ဒီဒီဆယ်စုနှစ်တခုအတွင်းမှာဒီထိတ်ထိတ်တန်းအီအောင်တခုဖြစ်လာခဲ့တယ်ပေါ့နော်တော်တော်တိုက်ခိုက်လေကောင်းနေအဲစနစ်ကြရဆက်တဲ့ဖြစ်တာမျိုးကြီးကောင်းနေခါမှာကျွန်တော်တို့ကလည်းဒီအချိန်တိုအတွင်းမှာအောင်မြင်တဲ့တက်ခုဖြစ်ရတယ်တကယ်ဒီလူမျိုးဟိုကျွန်တော်ပြောလို့ပဲရခိုင်တက်တော်လို့ပြောတဲ့ခါမှာဒီရခိုင်ပြည်သူလူထုရဲ့အဲဒီ population ပေါ့နော်လူဦးရေနဲ့ကျွန်တော်တို့ဗမာအုပ်စုရဲ့ population အများကြီးကွာပါတယ် တို့ကစနေတကြလုတ်တယ်လုတ်နိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အားကောင်းတာလေဖြစ်သွားနိုင်တယ်အဲ့တော့ဖြစ်နိုင်ချေရှိတယ်ပေါ့ဗျာပြောချင်တာလေဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီလိုပုံစံမျိုးသွားရင်တော့ပိုတင့်တုံးမယ်ပေါ့အဲ့တော့နောက်တစ်ခါကျတော့တို့တီချောင်ထားရလေမကြသေးတဲ့အတွက်ဒီအဲကျွန်တော်တို့ဒီစပြီးတီချောင်ကြားတဲ့တက်တွေပေါ်မှာလေပိုပြီးတော့နားလည်မပေးနိုင်မယ်လို့လည်းယူဆခဲ့တာလည်းရှိတာပေါ့လေအဲ့ဒါမျိုးနဲ့ပဲအေအိုဒီရွေးချယ်ခဲ့တာပေါ့နောက်ဆုံးအဓိကအကြောင်းပြချက်ကတော့ရခိုင်ရဲ့ပမာဏနဲ့ဗားရစကား အတိတ်မဝေးဘူးဗျအတိတ်မဝေးဘူးအဲနားလေလွယ်လွယ်လို့ရတယ်ဗောနော်ဟိုနားမလေတဲ့ပိုင်းကြီးရှိရတယ်ဒါပေမဲ့ communicate လုပ်လို့ရတယ်အဲကျွန်တော်တို့ကရင်မှာကြာကရင်ဘာသာစကားကျွန်တော်တို့လည်းမကျန်ဘူးအဲဒီဘက်မှာရှိတယ်တမန်ငါးထဲမှာရှိတယ်ဒီသင်တန်းပြနိုင်တဲ့ဆရာကြီးအဲကျန်းလေးစစ်သားတွေကလည်းဘာမှစကားလုံးဝမပြောမပြောတတ်ကြဘူးဗောနော်အဲတော့အဲ့ဆိုရင်တော့ကျွန်တော်တို့ကတကယ်သင်တန်းတစ်ခုကိုရဖို့ဆိုရင်တော့ AC ရပဲယူလိုက်တာကိုတည့်တော့ပါတယ်ဆိုရင်လည်း AC ရပဲကျွန်တော်ယူပြစ်သွားတော့ဗောလေဒါပေမဲ့ယူပြစ်သွားတဲ့အချိန်မှာပဲတင်တန်းကိုကျွန်တော်တို့ကစပြီးလုပ်တယ် အဲ့တော့ဟိုတင်းနဲ့မစခင်ကတော့ကျွန်တော်တို့ကဒီတကားပြောကြတော့မဘူးသူမနိုင်လဲကျွန်တော်ပြောပါတယ်ကိုဆောင်ကားရတဲ့နည်းနည်းပါးတော့ရိုက်ရမှာတော့လေဟောရိုက်ပေါ့ရိုက်ပေါ့ဆိုအေးပေါ့ရိုက်ရမှာဆိုလေရိုက်ပေါ့ဟိုအဲ့လိုပဲပြောရတာပေါ့လေဆိုတော့ကျွန်တော်လည်းကျွန်တော်နဲ့ပါလာတဲ့ဒီခေါင်းဆောင်တွေပေါ့ဗျာဟိုအပတ်ရှင်တစ်ဆိုတာကတော့ leadership group မှာရှိကြတာဟိုရိုက်တော့လည်းဒီ level တီးတီးရဲ့ခေါင်းဆောင်တွေပါတယ်ကိုတော့ကသူတို့ကျွန်တော်ပြောရတာပေါ့လေအနေနဲ့ရိုက်မယ်လို့ပြောတယ်အဲသူတို့ကလည်းနည်း အင်းရိုက်ရိုက်ရိုက်လို့ရပါရိုက်ပေါ့လေတဲ့တကယ်တင်းတန်းလေးရောက်ရောက်ဝလို့ဘွားကြီးဆွဲပြီးရှင်းလာတာကဆရာကြီးကအဲကျွန်တော်တို့ဆိုရင်အဲ့လိုခင်ကိုဘယ်တော့မှအဲ့လိုအတက်မထိုင်ကြအောင်ကျွန်တော်ကဒီတောင်းသားကောင်းဆောင်ကိုတောင်းသားကောင်းဆောင်ဆိုတော့ဗျာအဲသူများတဲ့ပူရိုက်ခင်သူများတဲ့ချက်ကိုနှစ်ချက်ပဲအဲ့တော့ဟိုခေါင်းဆောင်ကိုလည်းဒီချောင်းဥချိုးရတာဟိုခေါင်းဆောင်ကိုယ်တိုင်ကမော်မော်ကြွတ်ကြွားနဲ့အဲ့လို 哦，下一场的排名就要是在咱们片头了。广场我们得预约的，抽烟都片头。这 <noise> 个，就是看嘛，你哪旮旯的收入，不把糖摊有名个。哎呦，呃，下面抽烟就是说，地地地地烤个，就片烟白白一千五打比，就白白一千五打比比较，呃，那那里还有点嘞呀，两百千五打比，就点比较，就片烟这些的片烟都片。哎呦，这摊烟就是烧米的摊烟，就白白烧米摊烟，咱都烤砖，纳米砖，白白烧米砖。 ဲ့လိုမျိုးနဲ့ပဲတင်တင်းဆင်းခဲ့ရတာတောက်လျှောက်ဒီဒီဒီတင်စစ်တင်တန်း၃လအတွင်းမှာဆိုရင်လုံးဝမနာကျွန်တော်ကအခုအခုတော့ပြန်ဝလာတာပေါ့နော်ဆိုတော့အရင်ကတိထက်လည်းဝတယ်တင်တန်းကာလမှာလုံးဝမြောက်ကောင်းဖြစ်သွားတယ်ကျွန်တော်ဘိုက်ကလုံးဝမရှိတော့ဘူးအလုံးဝတကယ်ဒီကိုယူစစ်ကြသွားတာအဲ့လောက်ကြီးကိုခက်ခဲကြမ်းတမ်းတယ်ပေါ့ဒါတွေလည်းကျွန်တော်တို့ကအောင်မြင်အောင်လုပ်နိုင်ခဲ့ဆွဲမလျှော့ပဲနေပေါ့နော်ဆိုတော့တင်တန်းတကယ်တက်တာအစုစုပေါင်းတော့၃ပိတ်လို့40နီးပါးလောက်ရှိခဲ့တာပေါ့နော်30ကျော်ကနေနောက်တစ်ထပ်ဝင်လာတယ် တင်းနန်းသား40လောက်ရှိခဲ့တယ်။ဒါပေမဲ့တင်းနန်းကတကယ်တင်းနန်းဆင်းလိုက်နိုင်ခဲ့တာက24ယောက်ပဲရှိပါတယ်။24ယောက်ပဲရှိတယ်။အဲဒီ24ယောက်မှာမှတင်းနန်းဆင်း24ယောက်မှာမှဒီတက်ကိုယနေ့အချိန်ထိဆက်လက်ဦးစီးဆောင်ရွက်နေတာက15ယောက်ပဲရှိပါတယ်။